လောကလူတွေဟာပြမားချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်။အဲ့ဒီအပြစ်ကိုလူကမသိဘူး။ကိုကတော့ပြောလိုက်တာပဲ။ပြောလိုက်ပြီးမတောင်းမမဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်။မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်။သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ဏလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်။ တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။တခါတခါကိုကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမှမဟုတ်တဏှာခီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်။